အပိုင်း1040ရဲ့အဆောင်မှာတော့အိုတမာရိုကစပီနဲ့အတူကိုမယာရှိကိုပြန်ခေါ်ဖို့အတွက်သွားနေပါတယ်။အိုတမာရိုကတော့ရန်ကုန်စိတ်ပူနေရကြအောင်နာမီကတော့အိုတမာကိုဂါမာချီယိုကဘာမှမဖြစ်တော့ပါဘူးလို့ဆိုပြီးပြောလိုက်ပါတယ်။ဒါကြောင့်အိုတမာကလည်းနာမီရဲ့စကားကိုလက်ခံလိုက်ပြီးစပီကိုအမြန်လေးသွားပေးဖို့အတွက်တောင်းဆိုပါတယ်။အိုတမာခိုင်းသမျှကိုလှုပ်ပေးဖို့အသင့်ဖြစ်နေတဲ့စပီကတော့ဟုတ်ကဲ့လို့ဆိုတာပြေးထွက်သွားပါတော့တယ်။တစ်ဖက်မှာလည်းမယ်ရီတယောက်ဒါကိုမြင်သွားခဲ့ပြီး gift တွေကုလို့ပြောင်းလဲသွားရတာကအိုတမာကြောင့်ဆိုတာကိုသဘောပေါက်သွားပါတယ်။ ။ဒါကြောင့်သူကဂိုင်ရီရဲ့လူတွေကိုအိုတမားကိုတပ်ဖြစ်ဖို့အတွက်ပြောလိုက်တော့အားလုံးကအိုတမားရဲ့နောက်ကိုလိုက်လာခဲ့ကြပါတယ်။ဒါကိုမြင်တော့အိုတမားကလန်သွားခဲ့ပေမဲ့ဒီအာဖူဂိုရိုကနောက်ကလိုက်လာတဲ့သူတွေကိုသူတို့ရဲ့ဆရာသခင်မောင်းကိုထိခွင့်မပေးနိုင်ဘူးလို့ဆိုတာတိုက်ခိုက်ပြလိုက်ကြပါတယ်။သူတို့ကအိုတမားကိုကာကွယ်ပေးဖို့အတွက်ဆရာထက်တန်နေတာပါ။ဒါကိုမြင်တော့အိုတမားကခြေနဲ့နေပြီးသူမကဒီအာဖူဂိုကိုဂယူဆိုင်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါပြင်အိုတမားကဒီအာဖူဂိုရိုကိုကျမရဲ့ခြေစုံတငယ်ချင်းတွေပဲလို့ပြောလိုက်ပြီးဒီယာဖူဂူရိုကဒီစကားကြားပြီးဝန်တာပီတီဂွန်းစီထီသွားကြပါတယ် သူတို့ကရန်ကုန်ခြေနဲ့သွားခဲ့ပြီးဆက်ပြီးတော့တိုက်ခိုက်ဖို့ကိုလည်းအားတက်နေပါသေး။နာမီကတော့ဒါကိုကြည့်ပြီးသူမကအိုတမောကိုဒါကရန်ကုန်မိုက်တဲ့ဆွဲမဲလို့ပြောလိုက်ပါသေး။ဒါကိုကြတော့ဦးစုပ်ကလည်းထောက်ခံလိုက်ပါသေး။ပုံမှန်ဆိုရင်စစ်မြေပြင်မှာမိတ်ဆွေဖွဲ့လို့ရတာမရှိဘူးလို့ပြောပြလိုက်သေး။အဲဒီချိန်ဇူးစ်ကနာမီရဲ့တုတ်ထဲကနေထွက်လာပြီးနာမီကိုသူ့ကိုချွေရန်တရားလို့သဘောထားပြီးမလားလို့ပြီးတော့နာမီကမဟုတ်ဘူးလို့ပြောပါသေး။ဒါကြောင့်ဇူးစ်ကအစီကံလိုရောလို့မိလိုက်တော့နာမီကသူ့အတွက်အစီကံမလိုဘူးလို့ပြောပါသေး။ ဇူးကတော့လက်မလျှော့သေးပဲနာမီကိုဒါဆိုရင်ချစ်စရာအိမ်မွေးတလေးဆန်တကောင်လိုရောလို့ပြောလိုက်တော့နာမီကဇူးစ်ကိုနင်ကဘာမှချစ်ဖို့ကောင်းမနေဘူးလို့ပြန်ပြောလိုက်ပါရီနာမီစီကကက်လန်နေပဲကြားနေရတာကြောင့်ဇူးစ်တရားဝမ်းနေသွားပြီးသူကနာမီကိုထိခိုက်အောင်လုပ်ခဲ့မိတာတွေကိုသတိရနေပါရီအဲဒီတော့ကဘင်မောင်ကသူ့ကိုပြန်ခေါ်ပြီးသူ့ကိုယုံကြည်စေဖို့နာမီကိုတိုက်ခိုက်ဖို့အတွက်ပြောပါရီဒါပြင်ဘင်မောင်ကဇူးစ်ကိုတေချာလုပ်ဖို့အတွက်ပြောပြီးမဟုတ်ရင်နင်ကိုတတ်ပြစ်မယ်လို့လည်းပြောလိုက်တာပါဒါကိုကြားတော့ဇူးစ်ကလန်သွားခဲ့ပြီးသူကနာမီကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါရီအဲဒီနောက်မှာတော့နာမီကဝမ်းနေနေတဲ့ဇူးစ်ကိုကြည့်လိုက်ပြီး သူအတွက်အစီအကံဒီမလိုဘူးလို့ပြောလိုက်ပြီးသူမကဇူးစ်ကိုလှုပ်ဖို့ကိုင်မဲတယောက်လို့သဘောထားတယ်လို့ပြောလိုက်တော့ဇူးစ်တယောက်ဝမ်းသာနေပါတယ်သူကအရန်ကိုချိန်နှံ့နေပြီးအနောက်ကနေအိုဒမာကိုဖမ်းမှုလိုက်လာတဲ့လူအုပ်ကြီးကိုလည်းအိုဒမာတို့နဲ့ဝေးဝေးမှနေဖို့ပြောကသွားပြီးတိုက်ခတ်လိုက်ပါရီ။ဒါအပြင်အရှိဘက်ကလူတွေကိုလည်းဇူးစ်ကအမောက်တိတ်ပစ်လိုက်ပြီးဇူးစ်ကနာမီကိုအခုကဆပြီးသူကနာမီအတွက်တိုက်ခိုက်ပေးမယ်လို့ပြောလိုက်တော့ဥဆုပ်ကနာမီကိုနေကလည်းရန်လန်းနဲ့အစွမ်းတစ်ခုကိုပိုင်းဆိုင်သွားပြီပဲလို့ပြောလိုက်ပါရီ။ဒါကိုကြားတော့နာမီကဇူးစ်ကိုအကောင်းဆုံးကြိုးစားဖို့အတွက်ပြောလိုက်တော့ဇူးစ်ကလည်းလက်ခံခဲ့ပါရီ။ တဖက်မှာတော့ Cyber Po ရဲ့ Zero အဖွဲ့ဝင်တို့ကအေကန်နဲ့မှစောင့်နေခဲ့ပြီးသူတို့ကတိုက်ပွဲရဲ့အစီအစဉ်ကိုလေ့လာနေပါတယ်။ Giftary ရုပ်ရည်ဘတ်ပြောင်းကုန်တာကြောင့်လူ2000လောက်ကရွတ်သွားခဲ့ပြီး Giftary တိုက်ခိုက်တာကိုခံရတဲ့သူတွေကလည်း2000လောက်ရှယ်လို့ပြောလိုက်ပါတယ်။ဒီတိုင်းသာဆိုဆက်သွားနေရင်အဖေခံထားရတဲ့ဂျားဖြူစီတွေကပိုများလာတော့မယ်လို့ပြောလိုက်တယ်။ဒါသား3000နဲ့အင်အား9000လေးရာတို့တိုက်ခိုက်တဲ့ပွဲကအင်အားမညီမျှမှုတွေကြောင့်အခုဆိုရင်အင်အား16000နဲ့အင်အား9000တိုက်ခိုက်တဲ့ပွဲအဖြစ်ပြောင်းလဲသွားပြီလို့ပြောလိုက်ပါတယ်။ဒီရောက်ကတော့ဘာပဲဖြစ်ဖြစ်အဓိကကလူဖီသေးသွားဖို့လိုတယ်လို့ပြောလိုက်တယ်။ ဒါကိုကြတော့ရဘာတီတီခုတ်ခံရတာကကြားခဲ့ပြီလို့ပြောလိုက်ပြီးဒီကိစ္စနဲ့ပတ်သက်လို့ဘာမှတော့တိတ်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ယောက်ကတော့ဒါကကိစ္စကြီးပဲလို့ပြောလိုက်တယ်။အစိုးရစီကနေတီတီကိုကိုးပြီးလွတ်မြောက်အောင်နေပြနိုင်တာကလေဒါကသူတို့ကိုမထီမဲမြင်လောက်တာပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျေမီကတော့ CP9 ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ဟူဟူနဲ့တိုက်ခိုက်နေပါတယ်။ဂျေမီကဟူဟူကိုမင်းက CP9 ဖွဲ့ဝင်တယောက်ဖြစ်ပြီးဘာလို့ပင်နယ်ရမတယောက်ဖြစ်လာရတာလဲလို့ပြောလိုက်တော့ဟူဟူကသူ့ကိုအရှုံးသမားလို့ပြောလိုက်တာလားလို့မေးပါတယ်။အဲဒီနောက်ဟူဟူကဂျေမီကိုမင်းရောဘာထူးလို့လဲ။ အရင်ကပင်လယ်ပြင်မှာဝါလို့တယောက်ဖြစ်ပေမဲ့အခုလူဖီလိုချာတည့်ရဲ့လောက်အောင်မှာအမှုထမ်းနေရတာပဲမဟုတ်ဘူးလားလို့ပြောလိုက်ပါရီဒါကြောင့်ဂျေမီကဟူးဟူးကိုဒါဆိုရင်မင်းကလူဖီကိုပြင်မှတ်ထားနေတာပေါ့ဟုတ်လားလို့မိလိုက်ပါရီဒါပေမဲ့ဟူးဟူးကတော့အတိအကျပြောရရင်သူမချေနဲ့တာကအသီးကိုခိုးသွားတဲ့ရှန့်ကိုပဲလို့ပြောလိုက်ပြီးရှန့်ကြောင့်သူကကန်ဆိုးခဲ့ရတာလို့ပြောလိုက်ပါရီဒါပေမဲ့ရှန့်ရဲ့အုတ်ထုံနဲ့ရာဝါတီတီကိုလူဖီကဆက်ခံခဲ့တာကြောင့်သူ့ရဲ့ပြင်မှတ်ကလူဖီဖြစ်လာခဲ့ရတာလို့ပြောလိုက်ပါရီအရင်နေ့တည်းကသူကဒုက္ခတွေကိုခံစားနေခဲ့ရခြင်းလူဖီကတော့ရာဝါတီတီအစွမ်းကိုတုံးပြီးနာမည်ကြီးလာခဲ့တယ်လို့ပြောလိုက်ပါရီ ဒါပေမဲ့လူဖီကသူ့ကိုယ်သူယုံကြည်မှုစိုးဟိုက်နေတယ်လို့ပြောလိုက်ပြီးအခုတော့ကိုင်တွေးသမားချင်းကိုခံလိုက်ရတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဂျမီကလူဖီပြန်လာမှလို့ပြောလိုက်တယ်တစ်ဖက်မှာလည်းလော်ရဲတပည့်တွေကပင်လယ်တွေကလူဖီကိုကယ်ပေးထားလိုက်ပါရီသူတို့ကပြာနန်းနေပြီဖြစ်တဲ့လူဖီကိုအသက်ပြန်ရှင်လောင်ကြိုးစားနေကြပြီးလူဖီကိုလည်းအမြန်ထလာတော့လို့ပြောလိုက်ပါရီတစ်ဖက်မှာလည်းဟူဟူကဂျမီရဲ့စကားကိုကြတော့တကယ်လို့လူဖီသားပြန်လာမယ်ဆိုရင်သူကအသက်ပြစ်လိုက်မယ်လို့ပြောလိုက်တယ်ပြီးတော့လည်းဂျမီကိုမင်းကိုတော့အရင်ဆုံးတတ်ပြစ်မယ်လို့ပြောလိုက်ပါရီ ဒါကိုကြတော့ဂျင်မီကမင်းကငါရီရဲ့ခေါင်းဆောင်ကိုနှောက်ရှက်မယ်ဆိုရင်မင်းကိုတတ်ပြရမှာကငါတာဝန်ပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဟူးဟူးကဂျင်မီကိုမင်းတို့အစ်စင်းနဲ့ကောင်မျိုးကလူဖီအတွက်လှုပ်လှုပ်ပေးနေကြရမလို့ဘူးလို့ပြောတော့ဂျင်မီကဟူးဟူးကိုမင်းကငါနဲ့လူဖီရဲ့ပတ်သက်မှုတွေကိုမသိပါဘူးလို့ပြောလိုက်ပါတယ်။တကယ်တော့ဂျင်မီကလူဖီကိုထောင်ချနေတဲ့အချိန်မှာတွေ့ခဲ့တာပါ။ဂျင်မီကလူဖီကိုသူ့ကိုကယ်ပေးဖို့အတွက်ပြောလိုက်ပြီးသူကစစ်ကိုဆန့်ကျင်လို့ထောင်ချနေရတာဖြစ်ကြောင်းနဲ့အေးစ်ကိုလည်းသူကကယ်ပေးခြင်းငယ်ကြောင်းပြောပါရီ အေးစေဆုံးသွားတော့လဲဂျင်မီကလူဖီကိုဆုံးရှုံးမိတဲ့အရာအတွက်ပူဆွေးမနေပဲကိုမရှိနေသေးတဲ့အရာကိုကာကွယ်ဖို့အတွက်ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ငါလူသားချင်းတိုက်ပွဲပြီးမှလူဖီကဂျင်မီကိုသူတို့ဖွဲ့နဲ့ပူပေါင်းမှုအတွက်တောင်းဆိုပါတယ်။ဘေမောင်းနဲ့တိုက်ခိုက်မှုမှာဂျင်မီကသူချန်နေခဲ့မယ်လို့ပြောလိုက်တော့လူဖီကဂျင်မီကိုမသိစေနဲ့လို့ပြောပြီးဝါနိုရီသားကိုရောက်လာဖို့အတွက်အမိန်ပေးခဲ့ပါတယ်။ဒါပြင်ဂျင်မီကဂရီတိုင်းရောက်လာနိုင်လို့လူဖီတို့ကပြောနေပြီးဂျင်မီကတော့တိုက်ပွဲမီလာနိုင်ခဲ့တာကိုဝမ်းသာနေပါတယ်။အဲ့နောက်မှာတော့ဂျင်မီကဟူးဟူးကိုသူကလူဖီရဲ့ဖွဲ့ဝင်တယောက်ဖြစ်ပြီးမာလိမ်မူနီယာကနေတိုက်ပွဲဝင်မယ်လို့ပြောလိုက်ပါတယ် ဒါကိုကျတော့ဟူဟူကဂျင်မီကိုကြည့်ရတာမင်းကိုအထင်ကြီးမိသွားပြီပဲလို့ပြောလိုက်ပြီးသူကဂျင်မီကိုမေးစရာရှိတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဂျင်မီကတော့ဟူဟူကိုမင်းလိုကောင်းတဲ့ဘာမှပြောစရာမရှိဘူးလို့ပြောလိုက်တယ်ဒါကြောင့်ဟူဟူကသူ့ကိုသူတန်းအဖြစ်ပြောင်းလဲပစ်လိုက်ပြီးဂျင်မီကိုအသိပြင်ထားဖို့ပြောကတိုက်ခိုက်ပစ်လိုက်ပါတယ်အဲဒီနောက်ဂျင်မီကအနောက်ကိုယူသွားပြီမဲ့သူကဟူဟူကိုတံပြန်တိုက်ခိုက်လိုက်ပြီးရေလုံးနေနဲ့ပစ်လိုက်တာကြောင့်ဟူဟူကရှောင်းလိုက်ပြီးတော့ဂျင်မီကိုသူပြောတာကိုတမနစ်လောက်နားထောင်မှုအတွက်ပြောပါတယ်သူကဒီဇယ်လန်းကိုထောင်ချနေတဲ့အချိန်မှာကြားခဲ့ရတာဖြစ်ပါတယ်အဲဒါကတော့နီနဲ့ဖျားနီကာရဲ့အကြောင်းပဲဖြစ်ပါတယ် ်အမျိုးမျိုးသားဂျိုနီကနီကာကတစ်ချိန်မှာသူတို့ကိုကယ်တင်ပေးမဲ့သူတရားဖြစ်တယ်လို့ယုံကြည်ထားခဲ့ကြတာပါဒါကိုကြားတော့ဂျေမီကဒါရီကသူနဲ့ဘာဆိုင်လို့လဲလို့ပြောလိုက်ပြီးဟူဟူကတော့ဂျေမီကိုမင်းရဲ့လောက်မှာလုလုခဲ့တယ်ဆန်ပါရိတ်တွေကဂျိုနီဘဲမှာလာလို့မေးလိုက်ပြီးငါလူသားတွေကဂျိုမျိုးတွေပဲလို့ပြောလိုက်ပါတယ်အဲ့နောက်ဟူဟူကဒါရီကတကယ်လားဆိုတာသူမသိဘူးလို့ပြောလိုက်ပြီးသူတို့ကိုကယ်ဖို့နတ်ဖျားတစ်ပါးမရှိဘူးဆိုတာမသိဘူးလားလို့ပြောလိုက်ပါတယ်ဒါပေမဲ့အချင်းထောင်ထဲမှာရာသပ္ပံအပိတ်ခံရရမယ်ဆိုတဲ့အတွေးကသူ့ကိုဒဏ္ဍာရီတွေကိုဖတ်တွေ့အမိစေတယ်လို့ပြောလိုက်ပါရီ နောက်ပြီးသူ့ကိုဒီဒန်ဒါကြီးတွေကိုထောင်ဆောင်တယောက်ကပြောပြခဲ့တာလို့ဟူးဟူးကရှင်းပြပါရီဒါပေမဲ့နောက်ရက်မှာပဲအဲ့ဒီထောင်ဆောင်ကအသက်ခံလိုက်ရပါရီဒါကြောင့်မကြာခင်သူလည်းအသက်ခံရတော့မယ်ဆိုတာကိုသိသွားတဲ့ဟူးဟူးကထောင်ဖောက်ပြေးခဲ့တာကြောင့်အခုလိုမျိုးသူကအသက်ရှင်နေရလို့ပြောကဂျင်မီကိုတိုက်ခတ်လိုက်ပါရီအဲ့ဒီနောက်ဟူးဟူးကဂျင်မီကိုမင်းကဂျိုနေနဲ့ပတ်သက်ပြီးအများကြီးသိထားတယ်မလားငါ့ကိုပြောပြပါလို့ပြောလိုက်ပါရီဒါပြင်ဒီကအကြောင်းကိုသိသွားရုံနဲ့လူသေးပေးစရာလိုလိုလားလို့ဟူးဟူးကမေးလိုက်ပါရီအဲ့နောက်မှာတော့သူကဂျင်မီကိုဒီအကြောင်းကိုပြောပြဖို့ပြောကဆက်တိုက်ခိုက်နေပါရီဒါပေမဲ့ဂျင်မီကတော့သူ့ကိုဘာမှမပြောပါဘူး အဲ့နောက်မှာတော့ဂျင်မီကဒုတိယပါကြလာခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျင်မီကဒေါသထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေထူးခြားတဲ့ငွေသက်တွေထွက်လာပြီးဟူးဟူးရဲ့တိုက်ခိုက်မှုကသူ့ကိုအယားမထင်စေတော့ပါဘူး။ဒါကြောင့်ဟူးဟူးကလန်သွားပြီးဂျင်မီကိုမင်းပါလို့စိတ်ဆိုးသွားတာလဲလို့မိလိုက်ပါတယ်။ပြီးတော့ဂျင်မီကိုခြေထောက်နဲ့ကန်ပြီးတိုက်ခိုက်မှုတွေပြုလုပ်ပေမဲ့မရတော့ပါဘူး။ပြီးတော့ဂျင်မီကသူ့ရဲ့လက်ကိုငါးလူသားငမန်းချုပ်ခွဲနဲ့တိုက်ခိုက်လိုက်ပြီးလိန်ချိုးပြစ်လိုက်ပါတယ်။ဒါကြောင့်ဟူဟူကနာကျင်စွာအော်ဟစ်လိုက်ရင်ဂျင်မီကတော့ဟူဟူကိုဒဏ္ဍာရီကြောင်းတိကျရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုလည်းကြိုးတွေးထားတဲ့နယ်လို့ပြောလိုက်တယ် ဲ့နောက်မှာတော့သူကဟူဟူကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပြီးဟူဟူကထွက်ပြေးဖို့အတွက်လှုပ်လိုက်ပေမဲ့ဂျင်မီကသူ့ရဲ့အမိကိုနင်းထားလိုက်ပါတယ်။ဒါကိုမြင်တော့ဟူဟူကသူ့ရဲ့အမိကိုနင်းမထားဖို့အတွက်ဂျင်မီကိုပြောလိုက်ပြီးဂျင်မီကတော့သူ့ရဲ့စကားကိုနားမထောင်ခဲ့ပါဘူး။အဲ့နောက်မှာတော့ဂျင်မီကဟူဟူကိုအမောက်တိတ်ပြစ်လိုက်နိုင်ခဲ့ပါတယ်။သူ့ရဲ့တိုက်ခိုက်မှုကြောင့်ဘီကပြစ်စီးတွေပါအကုန်ပြိုကျကုန်ပါတယ်။အဲ့နောက်မှာတော့ဂျင်မီကဟူဟူကိုအနိုင်ယူလိုက်ပြီးဇက်လန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။ဘိုင်းထောင်၄၁ရဲ့အဆောက်မှာတော့ရာမာတူကဂိုက်တူကိုယင်ဆိုင်နေခဲ့ပါတယ်။ သူသမီးရဲ့အားတက်မှုကိုသိသွားတဲ့ဂိုက်တိုကယာမာတိုကိုသူ့အတွက်ရှိုးကန်းဖြစ်လာပေးဖို့အတွက်ပြောခဲ့ပါရီဒါပေမဲ့ယာမာတိုကတော့သူကအိုရန်မဲလို့ပြောလိုက်ပြီးအဖေဖြစ်သူကိုဆက်ပြီးတိုက်ခိုက်နေပါရီအဲ့ဒီအချိန်ဂိုက်တိုကလည်းယာမာတိုကိုသူ့ရဲ့လက်အောက်မှာနေပြီးဝါနူရီသားကိုအုပ်ချုပ်ပေးဖို့ထပ်ပြောလိုက်ပေမယ့်ယာမာတိုကတော့သူမကဘယ်သူကမှအုပ်ချုပ်ပေးမှာမဟုတ်တယ်လို့ဘယ်သူရဲ့လက်အောက်ခံမလေးလုံးမှာမဟုတ်တယ်လို့ဘယ်သူကမှလည်းအုပ်ချုပ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရီဒါအပြင်ယာမာတိုကသူမရဲ့အဖေကိုသူကဝါနူရီသားကိုရအောင်ဖွင့်လှစ်သွားမယ်လို့ပြောလိုက်ပြီးသူ့အဖေကိုတိုက်ခိုက်လိုက်ပါရီ ဒါပေမဲ့ဂိုင်တူကသူမကိုပြန်ရိုက်ထုတ်လိုက်တာကြောင့်ယာမာတူကလွင့်သွားပါရီဒေါသထွက်သွားတဲ့ယာမာတူကသူမရဲ့တားရဲပုံစံကိုပြောင်းလဲပြစ်လိုက်ပါရီတဖက်မှာလည်းစံကြီးကကွင်းနဲ့တိုက်ခိုက်နေပြီးကွင်းကစံကြီးကိုသူ့ရဲ့ဆက်နဲ့တိုက်ခိုက်နေပြီးဒါကရမ်းဆွဲနေမှလားလို့ပြောလိုက်ပါရီဒါကိုကြတော့စံကြီးကမင်းကမင်းရထားတဲ့ဆွမ်းကိုအတုံးချနိုင်ုံပဲကျန်တာဘာမှမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ကွင်းတယောက်ကျွဲမိတူနေခဲ့ပါရီဒါကြောင့်စံကြီးကိုသူ့ရဲ့လက်ထဲကရောင်ကြူရီနဲ့ပြစ်ကတိုက်ခိုက်နေပြီးစံကြီးကလည်းလက်ပတ်ရှောင်နေပါရီ အဲဒီနောက်မှာတော့စန်းကြီးကကွင်းကိုမင်းကအယောင်တလက်လက်ဖြစ်အောင်အရန်လုံးနေကြပဲလို့ပြောလိုက်တော့ကွင်းကသဘောကျနေပြီးထပ်ပြီးတိုက်ခိုက်နေပြန်ပါလေ။တဖက်မှာလဲဇိုရိုကမီယာကီကိုအမြန်ကောင်းတဲ့စေထိုးပေးဖို့အတွက်ပြောလိုက်ပါလေ။ဒါကိုကြတော့မီယာကီကအသေးကြပြီလားလို့မေးလိုက်တော့ဇိုရိုကထိုးမှဖြင့်ထိုးလိုက်ပါလို့ပြောလိုက်ပြီးစန်းကြီးတယောက်တည်းသူတို့အားလုံးကိုခေါ်သွားပေးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေ။ဒါကိုကြတော့ချောပါကဇိုရိုကိုမင်းရဲ့စိတ်ဓာတ်ကိုလေးစားတယ်လို့ပြောလိုက်ပြီးအရင်ဆုံးအတီးပြူးချက်ပြူးဖို့မီယာကီကိုပြောလိုက်ပါရီ ဒါကြောင့်မီယာကီကအဲ့ကိုသိပြင်လိုက်ပြီးဇိုရိုကိုဈေးထိုးပေးမှသေးချာပလားလို့မေးလိုက်ပြီးဒီဈေးရနီးတင်ကချက်ချင်းပြန်ပေါင်းနိုင်ပေမယ့်ဒါကယာယီပဲခံမှာဖြစ်ပြီးနောက်ပိုင်းကျရင်တော့ဒီထက်ပိုဆိုးတဲ့ဝေဒနာကိုနှစ်ဆခံစားရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇိုရိုကသဘောတူလိုက်ပေမယ့်သူကအဲ့ကိုကြည့်ကလက်နေပြီးအဲ့ကအရန်ရှိမနေဘူးလားလို့မေးလိုက်ချင်းမီယာကီကသူ့ကိုစတင်ထိုးလိုက်ပါတယ်။ဒါပေမဲ့မီယာကီကအဲ့ကိုအနက်ကြီးထိုးလိုက်တာကြောင့်ဇိုရိုကလန့်သွားပြီးအရန်နဲ့နေပြီဆိုတဲ့အခါကျတော့အဲ့ကိုပြန်ထိုးထည့်ပြလိုက်ပါတယ်။မီယာကီက တ်တီးကရန်ထူနေလို့သွေးကြောကိုရှာများဖြစ်နေတယ်လို့ဆိုတော့ဇိုလိုကဒါဆိုရင်ပတ်တီးတွေကိုရင်ဖြီးဖို့အတွက်ပြောပေးမယ်။မီယာကီကတော့ဈေးကိုဇိုလိုကိုထိုးထည့်လိုက်ပါရီ။ဒါကြောင့်ဇိုလိုကအပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပြီးရှုံးမဲ့နေပါရီ။တစ်ဖက်မှာလည်းဖရန်ကီကဆာဆာကီကိုတိုက်ခိုက်နေချိန်သူ့ကိုဂစ်ဖတာတွေကလာရောက်ကူပေးခဲ့ပါရီ။ဒါကိုမြင်တော့ Frankie ကသဘောကျသွားပြီး gift တွေကိုမင်းတို့ကငါနဲ့ပူးပေါင်းမှုရောက်လာခဲ့ကြတာလားလို့မိလိုက်တော့အားလုံးကဟုတ်တယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါကိုကြတော့ဆာဆာကီကတော့ပွားနေပြီ။သူကအိုတမာပြောခဲ့တာတွေကိုသတိရနေခဲ့တာပါ အဲဒီတော့ကဥတမောကဖျော်ဖြေရေးစင်ပေါ်ကနေသူမရဲ့မုံလုံးလေးတွေကိုစားထားတဲ့သူတွေအားလုံးလူဖီနဲ့မူမူတို့ဖွဲ့သားတွေအားလုံးကိုအကူအညီပို့အတွက်သူကပြောထားလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့အားလုံးရဲ့လှုပ်ရှားမှုတွေကရပ်သွားပြီးသူတို့ကဥတမောရဲ့စကားကိုနားထောင်ခဲ့ကြတာပါ။အားလုံးကဒါကိုသူတို့ရဲ့တာဝန်ထားဖို့အတွက်ပြောလိုက်ပြီးဂိုင်ရိုရဲ့လူတွေကိုတိုက်ခိုက်ကြသလိုဒီယာဖူကိုကလည်းဂိုင်ရိုကိုဖျောက်ချဖို့အတွက်အားလုံးကိုဆော်ဟောနေပါတယ်။အဲဒီနောက်မှာတော့ဆာဆာကီကအားလုံးကိုမင်းတို့ကရန်သူရဲ့စကားကြောင့်အခုလိုတွေလုပ်နေရဆိုတာကိုသိပေမဲ့ဒါကသစ္စာဖောက်မှုမျောင်းနေပြီလို့ပြောလိုက်ပါတယ်။ ဒါပြင်ဆာဆာကီကသူ့ဟာဖျော်ဖြေအထက်ကိုသွားလိုက်ပြီးအားလုံးကိုတက်ပြစ်မယ်လို့လည်းပြောပါတယ်။ဒါကိုကြားတော့ဖရန်ကီက gift တွေကမင်းရဲ့လူတွေမဟုတ်တော့ဘဲငါရဲ့ရဲဘော်တွေဖြစ်နေပြီလို့ပြောလိုက်တယ်။ဒါကိုကြားတော့ဆာဆာကီအနေနဲ့ဖရန်ကီကို တိုက်ခိုက်ပြစ်လိုက်ပါတယ်။ဒါကြောင့်ဖရန်ကီကဆာဆာကီကိုအပေါ်ကိုကင်မြောက်ပြစ်လိုက်ပေမဲ့ဆာဆာကီကသူ့ကိုယ်သူထိန်းထားလိုက်ကဖရန်ကီကို ပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့နောက်မှာတော့ဆာဆာကီကိုဖရန်ကီကမင်းကတော်လေးကိုတိုက်ခိုက်ရခတ်တာပဲလို့ပြောလိုက်ပြီးသူအနေနဲ့ဆာဆာကီကိုတေလောက်တဲ့နေရာတွေကိုပဲတိုက်ခိုက်ခဲ့တာလို့ပြောလိုက်ပါရီ ဒါကိုကြတော့ဆာဆာကီကလည်းတိုက်ခိုက်ရတာခက်တာကမင်းမဲလို့ပြောလိုက်ပြီးဖရန်ကီရဲ့ဆွမ်းကသူ့ကိုစိတ်ရှုပ်စေတယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဂိုင်ရိုနဲ့ယာမာတိုတို့ကတိုက်ခိုက်နေပြီးဂိုင်ရိုကယာမာတိုကိုသူ့အတွက်ဝါနိုဒီသားကိုကာကွယ်ပေးဖို့အတွက်ပြောလိုက်ပါတယ်။မင်းကို၅ရက်တက်ဖွဲ့ဝင်တရားဖြစ်တတ်မှတ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဂိုင်ရိုရဲ့စကားကိုကြားတော့ယာမာတိုကအန်တချဲချိတ်လိုက်ကဘယ်မိဘကမှကိုယ့်ရဲ့သားသမီးကိုအခုလိုမပြောဘူးလို့ပြောပါတယ်။အဲဒီနောက်ဂိုင်ရိုကယာမာတိုစားထားတဲ့တည်တီကအရန်ကိုရှာဖားတဲ့ဒန်နာအီလာတည်တီပဲလို့ပြောလိုက်ပြီး ဒီအသီးကိုသူကရာမာတူကိုကျွေးဖို့အတွက်ဝယ်ခဲ့တာမဟုတ်ဘူးလို့ပြောပါရီဒါကိုကြတော့ရာမာတူကလည်းသူလည်းမစားချင်ခဲ့ပါဘူးလို့ပြောလိုက်ပြီးအဲဒီတော့ကသူမကဗိုက်ဆာနီယာကြောင့်စားမိခဲ့တာလို့ဆိုပါရီသူမကပင်လယ်ထဲကိုထွက်ချင်နေပေမဲ့အခုတော့အဲဒီအသီးကြောင့်ရေမကူးနိုင်တော့ဘူးလို့ပြောလိုက်တယ်ရမတူကသူဟာကိုင်ရိုကိုအချိန်ချင်းတတ်ဖို့ကြိုးစားခဲ့ပြီးအချိန်ချင်းပြင်းခံခဲ့ရတာကြောင့်ပိုပြီးတာမလာခဲ့တာလို့လည်းပြောလိုက်ပါရီ။ဒါအပြင်ရမတူအနေနဲ့ ဒီကျုံးမော်ကနေထွက်မသွားတာကလက်ထိတ်တီကြောင့်ပဲမဟုတ်ဘူးလို့ပြောလိုက်ပြီးသူမသာထွက်သွားရင်ဝါနူကိုကဝယ်မဲ့သူမရှိမှဆိုလို့လို့ပြောလိုက်ကအဲ့ဒါဆိုရင်သူမကအိုရန်ဖြစ်မလာနိုင်တော့ဘူးလို့ဆိုသွားတယ်။တစ်ဖက်မှာလေဖရန်ကီကဆာဆာကီကိုတိုက်ခိုက်ဖို့လုပ်နေပြီးဆာဆာကီကလည်းဖရန်ကီကိုမင်းလွင်ထွက်သွားအောင်လှုပ်ပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့ဖရန်ကီကလူသားသားရဲ့ပုံစံဆိုတာကဒါကိုလို့ပြောလိုက်တော့ဆာဆာကီကဖရန်ကီရဲ့မထီမဲမြင်ပုံစံကိုဒေါသထွက်နေပါတယ်။ဒါကြောင့်သူကသူ့ရဲ့ဝဲဥရဲ့ဓာတ်ကိုထုတ်ယူပြီးမင်းကိုအဆုံးသတ်ပေးမယ်လို့ဆိုကလှည့်နေခဲ့ပါတယ်။ ဒါကိုမြင်တော့ Frankie ကလည်းသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပြီး Sasaki ကို NEA ရှိတဲ့ဓာတ်ကိုထုတ်သုံးပြန်ပြီလားလို့ပြောလိုက်ပါရီ။အဲဒီအချိန် Giftary က Frankie ရဲ့ရှေ့ကနေကားပေးထားလိုက်ပြီး Sasaki ကိုစိန်ခေါ်နေပါရီ။သူတို့က Frankie ကိုကာဝယ်ပေးမယ်လို့လည်းပြောလိုက်ပြီး Sasaki ကိုလည်းလာကြည့်လိုက်စမ်းပါလို့ပြောနေခဲ့တာပါ။ဒါကိုမြင်တော့ Frankie ကအားလုံးကို Sasaki ကိုသူယဉ်ဆန်လိုက်မယ်လို့ပြောလိုက်ပြီးတခြားသူတွေကိုသွားကူညီပေးဖို့အတွက်ပြောလိုက်ပါရီ။ဒါကိုကြတော့ Sasaki အနေနဲ့ရီမောလိုက်က Frankie ကိုအခုမင်းကိုကူဖို့လူတွေထွက်သွားခိုင်းနေရလားလို့ပြောလိုက်ပါရီ။ ီးတော့သူကဖရန်ကီကိုဒါကရည်စရာပဲလို့ပြောလိုက်ပြီးတိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ဆာဆာကီရဲ့လေဘင်ကရာကလည်းလဲနေပါတယ်။ဒါကိုမြင်တော့ဖရန်ကီကဒါကြီးကလဲပတ်နိုင်လာလားလို့မေးနေချိန်ဆာဆာကီကတော့လေဘင်ကလဲပတ်မှုကို၃ကလေးဘောဟုပြန်တက်သွားပါတယ်။ဖရန်ကီကဒါကိုကြည့်ပြီးဒိုင်နိုဆော်ရီကအဲ့လိုပဲလာလို့မေးလိုက်တော့ဆာဆာကီကလည်းဟုတ်တယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့ giftary ကတော့ဆာဆာကီရဲ့တိုက်ခိုက်မှုပုံစံကိုကြည့်ကလန့်သွားပြီး Frankie ကိုသတိထားဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့ဆာဆာကီကတော့ giftary ကိုမင်းတို့ပဲပို့ပြီးသတိထားရမှာလို့ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့ဆာဆာကီကအားလုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါကိုဖရန်ကီကတားလိုက်ပေမဲ့သူတို့ကလွင့်ထွက်သွားပြီးဆာဆာကီကတော့ဂစ်ဖရာရီစီကိုဦးတီကတိုက်ခိုက်လိုက်ပါတယ်။ဒါကြောင့်ဂစ်ဖရာရီအားလုံးနဲ့လွင့်ထွက်သွားပါတယ်။ဒါကြောင့်မလို့ဖရန်ကီကဆာဆာကီကိုကြည့်ကဒါကဘလို့လှောင်းမှုကြီးလဲလို့ပြောလိုက်ပြီးလေပေါ်ကနေတိုက်ခိုက်ရတော့မှာပဲလို့ဆိုပြီးဆာဆာကီကိုတိုက်ခိုက်လိုက်ပါတော့တယ်။ဒါပေမဲ့ဖရန်ကီကတိုက်ခိုက်မှုကြောင့်ပဲအတော်လေးကိုတောင်းခံနေရပါတယ်။ဒါကိုကြည့်က ဖရန်ကီကတော့ဒိုင်နိုဆောရီကရန်ကိုလမ်းလာပဲလို့ပြောနေပြီးဆာဆာကီကသူကရန်ကိုအစွမ်းထက်တဲ့ဒိုင်နိုဆောတကောင်ပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆာဆာကီကသူ့ရဲ့ဓာတ်ကိုတိမ်းပစ်လိုက်ပြီးဖရန်ကီကိုကြည့်ကသူ့ရဲ့လေဝင်းကအရာကိုလှည့်နေခဲ့ပြန်ပါတယ်။ဒါကိုမြင်တော့ဖရန်ကီကဆာဆာကီတယောက်သူ့စီကိုအရှိန်နဲ့ပြေးဝင်ပြီးတဟုန်နိုးတိုက်ခိုက်တော့မှာပဲလို့ထင်နေပါတယ်။ဒါကြောင့်ဖရန်ကီကသူ့ရဲ့ဒိုင်ကိုအသိပြင်ထားလိုက်ပြီးဆာဆာကီကိုဒိုင်နိုဆောကောင်လာစမ်းပါဆိုပြီးစိန်ခေါ်လိုက်ပါတယ်။ဒါပြင်ဖရန်ကီကအသိဆောင်နေပါတယ်။ တဖက်မှာလည်းဆာဆာကီကအားပြင်းပြင်းနဲ့လည်နေပြီးဖရန်ကီကိုမင်းရဲ့ဒိုင်းကကိုငါကုတ်ကီလို့ပဲခြေမွားပြလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကကြတော့ဖရန်ကီကသူ့ရဲ့ဒိုင်းကိုအထင်သေးမနေဘူးအတွက်ပြောလိုက်တယ်။တကယ်မှာတော့ဆာဆာကီကရှေ့ကိုရောက်မလာပဲအနောက်ကိုရောက်သွားတာကြောင့်ဖရန်ကီကအံ့ဩနေသလိုဆာဆာကီကလည်းသူ့ရဲ့အဖြစ်ကိုကြောင်သွားပါတယ်။ဒါကမြင်တော့ဖရန်ကီကရုံးတစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒါကတော့ဘန်ဂါရီကသူတို့ရဲ့ဥတီယာလဲပတ်မှုအတိုင်းရွေသွားတဲ့တယ်ဆိုတာဖြစ်ပြီးဆာဆာကီတို့ပြောင်းမြန်ကြီးလဲနေခဲ့တယ်ဆိုတာပါပဲ။ ဒါပေမဲ့ဆာဆာကီကတော့သူကအဝေးကနေအချိန်ယူခြင်းလို့လို့အချက်ပြေပြောပြလိုက်ပေးမယ်။ Frankie ကတော့ဒါကလိန်နီယာပဲလို့ထပြောလိုက်တယ်။ဒါပေမဲ့ဆာဆာကီက Frankie ကိုတိတ်ဆန်းလို့ပြောလိုက်ပြီးသူကတကယ်ကိုအချိန်ယူနေတာလို့ဆိုတော့ Frankie ကိုပြေးဝင်တိုက်ခိုက်ပါတယ်။သူရဲ့တိုက်ခိုက်မှုကို Frankie ကဓာတ်ထားလိုက်ပြီးလည်းခုခံနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆာဆာကီကအဆွဲတစ်ခုက Frankie ရဲ့ပခုံးကိုထိုးမိပြီးပခုံးကလောင်ချာကပေါက်ကွဲတော့မလို့ဖြစ်နေလို့ Frankie ကအကြံအိုက်နေခဲ့ပြီးထန်းနေဝင်လာတဲ့အဆွဲကြောင့်လောင်ချာကပေါက်ကွဲသွားခဲ့ပါရီ အဲ့ဒီနောက်မှာတော့ Frankie ကဆာဆာကီကိုဖမ်းထားလိုက်ပြီးမင်းကိုမိပြီလို့ပြောလိုက်တယ်။အဲ့ဒီနောက်ဆာဆာကီကိုဂိုင်းပေါက်ပစ်လိုက်ပါတယ်။ဒါကြောင့်ဆာဆာကီရဲ့ခေါင်းနဲ့ကျမ်းမြင်ကမိတ်ဆက်သွားခဲ့ပြီးတစ်ဖက်မှာလည်းလော်ရဲ့ဖွဲ့သားတွေကပြာနန်းနေတဲ့လူဖီကိုကြည့်တာဘာလို့လုပ်ရမှန်းမသိဖြစ်နေပါတယ်။သူတို့ကလူဖီကိုပြန်နိုးလာပါတော့လို့ပြောနေခဲ့ပြီးဘာစားလုပ်ရမှန်းမသိဖြစ်နေပါတယ်။အားလုံးကလူဖီစီကနေပင်လယ်ရီတွေကိုတော့ထုတ်ပေးထားပေမဲ့လူဖီကတော့အခုထိဖြူဖြော့နေသေးပါတယောက်ကတော့သူတို့ဘာဆက်လုပ်ရမလဲလို့မေးလိုက်ပြီးနောက်တစ်ယောက်ကတော့လောသာရှိရင်အစီအပြေမလို့ပြောလိုက်ပါတယ် အဲ့ဒီချိန်လူဖီကပြန်လှုပ်လာတာကြောင့်အားလုံးကဝမ်းသာသွားပြီးတော်သေးတာပေါ့လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာလူဖီကတစုံတရာကိုအာယူဟာပြောနေပေမဲ့တေချာမပြီးတာကြောင့်အားလုံးကအားဆိုင်နားထောင်နေပါရီအဲ့ဒီချိန်လူဖီကအသားလိုအခြေကြီးဩလိုက်ပြီးသူ့အတွက်အသားယူလာပေးဖို့အတွက်ပြောလိုက်တော့အားလုံးနဲ့လန်သွားခဲ့ကဇလန်းလီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါရီ